မင်္ဂလာပါခုနှစ်သားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085 BD ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီမကတော့ Solar နွေနေဖြစ်ပါတယ်ဆီမအနေနဲ့ကတော့ဒီတစ်ပတ်ပြတ်ပြတ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီတစ်ပတ်20နှစ်ရှင်းနေရနေပြီးတော့အာနောက်လ4ရက်နေပေါ့နော်ဒါကိုးလာပိုင်း28ရက်နေပြီးတော့7လပိုင်း4ရက်နေအတွင်းမှာခုနှစ်သားသမီးတွေထဲမှာတပတ်တာအခြေခံဆိုတာအပြောင်းလဲဖြစ်မဲ့ နေသားသုံးဦးကိုဆင်မရွေးချယ်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်ဆင်မကတရတော့ကန်ဆင်မလေးနဲ့ရွေးချယ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေသားလေးတွေကဒီတစ်ပတ်အတွင်းမှာအပြောင်းလဲဖြစ်မလဲမြစ်တာရေးခန္ဓာလေးတွေပေါ့နော်ဘလို့ထူးထူးခြားခြားအပြောင်းလဲတွေရှိမလဲကန်ဆင်မဘလို့အပြောင်းလဲဖြစ်မလဲပေါ့နော်အဲ့အရာလေးတွေကိုဆင်မနဲ့နော်ဒါလိုက်ပြီးတော့ဒီမိမိရဲ့ကန်ဆင်မလေးတွေဘယ်နေသားလေးတွေကြောက်ရောက်မလဲဆိုတာကိုဒါဆင်မနဲ့အတူလိုက်ကြည့်ပြလို့ရပါတယ်နော်အဲ့တော့ဒီ28ရက်နေ့28ရက်နေ့ကနေပြီးတော့နော်၄ရက် အဲအတွင်းပေါ့နော်ဒါ6လပိုင်း28ရက်နေပြီးတော့10လပိုင်း4ရက်အတွင်းမှာပထမဆုံးအနေနဲ့အခြေခံကြမှာအပြောင်းလဲဖြစ်မဲ့နေသားကိုစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ပေါ်လာတဲ့နေသားလေးပေါ့နော်ဒီတစ်ပတ်မှာပေါ်လာတဲ့နေသားလေးကတော့တနင်္ဂနွေသားသမီးတွေပေါ်ပါတယ်နော်အော်ဒီတစ်ပတ်အတွင်းမှာတနင်္ဂနွေသားသမီးတွေအခြေခံတာဘလိုမျိုးလေးတွေဖြစ်လာမလဲအပြောင်းလဲတွေဘလိုဖြစ်မလဲဆိုတော့လက်တလောအာတစ်ပတ်အတွင်းဆိုရင်ပေါ်လာတဲ့ကံကြမ္မာကလေးကအဆင်မပြေမှုလေးတွေစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးတွေကြုံလာနိုင်ပါတယ်တဲ့မေတ္တာရေးခံတာလေးမှာမမေ့ချစ်သူကြောင့်စိတ်ပြင်းမဲ့ ာမျိုးကြီးရှိမယ်ချစ်သူနဲ့စိတ်ဆိုးစိတ်ကောက်စကားများတာရှိမယ်သူတခုကိုတခုစကားများတာမျိုးမိမိချစ်သူကြောင့်ပေါ့နော်စိတ်ဆိုးဒေါသထွက်ဆရာလေးပေါ်တာမျိုးစိတ်ပင်မဲ့တာမျိုးကြီးရှိမယ်အခမ်းမသိရင်ကွဲတာပြက်တာအဆက်အသွယ်ပြက်တာမခေါ်မပြောဖြစ်တဲ့အနေအထားလေးတွေကြုံရနိုင်တယ် ဲ့တော့ကိုကိစ္စမဟုတ်ချင်တော့သူများကိစ္စနဲ့တော့၎င်းတော့ဂျားလို့အနောက်ရှက်နဲ့တော့၎င်းပေါ့နော်အဲ့လိုမျိုးလေးတွေကြောင်းနဲ့အဲဒီအခြေရေးပြဿနာလေးတက်မယ်မိမိချစ်သူကရှစ်တမျိုးကိုရာတမျိုးလေးတွေလုပ်တယ်ပေါ့နော်ကိုရှစ်မှာဂျားတမျိုးကိုရာတမျိုးလုပ်မှုကြောင့်အခြေရေးပြဿနာလေးအဆင်မပြေတာမျိုးမိမိချစ်သူကိုအတန်တရာဝင်တာမျိုးလေးတွေပေါ့နော်မိမိကိုလိန်ညာလဲဂျားလှဲစားတာမျိုးလေးတွေခံချင်းကြောင်းနဲ့အခြေရေးပြဿနာလေးတွေကြီးထွားနိုင်တာမျိုးအခက်မသိရင်ဆက်သွယ်ပြတ်တာမခေါ်မပြောတာလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပြီးတော့အခြေရေးခံတာလေးတွေမှာအေဂျင့်မှုအားနည်းတတ်ပါတယ်တဲ့ထို့ကြောင့်ဒီတစ်ပတ်အတွင်း ွေမှာတင်းငွေတွေသားသမီးတွေခြေကန်သရာလေးနည်းနည်းလေးကန်သရာမိန်နဲ့ကန်လေးကြားတဲ့အတွက်ပေါ့နော်အစမပြေတာလေးတွေဖြစ်လာနိုင်တဲ့အတွက်ကိုနည်းနည်းလေးပေါ့နော်နားလည်မှုနဲ့လက်တွဲရမယ်တရားနဲ့တရားပေါ့နော်စိတ်တူကိုတူတော့သစ္စာရှိလက်တွဲနိုင်တော့ပို့ပြီးအဆင်ပြေမယ်အဲ့တော့အဆင်ပြေဖို့အတွက်ဒီလအရာလေးတွေကြော်လွားနိုင်တဲ့ကြော်လွားနိုင်ဖို့ပေါ့နော်အကြော်လေး၃ချက်ဖျားမှကတ်ပေးပါငှက်ဆန်၅စာလေးတွေအထူးချွေးပြီးဆူတောင်းလိုက်ပါတဲ့ပြန်ပြီးတော့ကန်ကောင်းချင်းတွေပြန်ပြီးပိုင်ဆိုင်နိုင်မှာဖြစ် နော်ဒါဖဲနေသားလေးတွေနော်ကန်ချမာပြောင်းလဲတွေချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့နော်မေတ္တာရေခန္ဓာနဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေဖြစ်နေဆိုတာဆ iam မနဲ့ဒုတိယကံလေးကိုဆက်ကြည့်မယ်နော်အဲ့တော့ဒီတစ်ပတ်မှာပေါ့နော်ဒုတိယကံလေးပေါ့ဒုတိယကံလေးကတော့တောက်ကြာသားသမီးတွေအတွက်နော်ဒါအခြေခံဇာတာလေးကိုဒါကံကြမ္မာပြောင်းလဲဖြစ်မဲ့နော်ဒါကက်ကက်လေးပေါ့နော်အာပေါ်လာပါတယ် အဲ့တော့ဘလိုမျိုးလေးတွေခြေမြစ်တာရေခန္ဓာလေးမှာပေါ်လာလဲဆိုတော့ဒီတစ်ပတ်အတွင်းမှာတောက်ကြသားသမီးတွေမြစ်တာရေခန္ဓာလေးတွေမှာဆန်းအလွန်ပွင့်တဲ့နေထားလေးတွေရှိရဲကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေရှိမယ်ပေါ့နော်အွန်လိုင်းရတော့၎င်းရဝေးရတော့၎င်းကိုယ့်ကိုသဘောကျတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေပေါ်လာမျိုးကိုယ့်ရှိကိုလာပြီးတော့စာပို့တာမျိုးပို့ဖို့လုပ်တဲ့လူတွေပေါ်လာတာမျိုးကိုယ့်ရှိကိုစကားလာပြောတဲ့လူလေးတွေပေါ်လာတာမျိုးတွေရှိလာနိုင်တယ်ချစ်သူကြီးစားမရှိဘူးဆိုရင်တော့ချစ်သူကြီးစားရလာနိုင်တယ်နော်အထီးကျန်နေတဲ့သူတွေချစ်သူချစ်သူအသေးရတာမျိုးတွေရှိမယ်နော်ကိုကဒီအထီးအကုတ်ကိုအထီးကျန်ဆန် နေတော့ခံစားနေရတဲ့သူလေးတွေပေါ့နော်မကြခင်အချစ်သစ်တွေ့တာမျိုးတွေရှိမယ်အဲ့တော့အချစ်သူစုံတွဲတဲ့အနေနဲ့ကတော့ပေါ့နော်မိမိချစ်သူရဲ့ เนาะအဲ့တော့ချစ်သူစုံတွဲတွေနေနေကတော့မမေ့ချစ်သူရဲ့အဲလိညာချင်းခံနာမျိုးလေးတွေရှစ်တမျိုးကိုရတမျိုးလေးအကြောင်းအခြေပြဿနာလေးတွေတက်တက်တယ်เนาะအဲ့တော့အခြေခံနာလေးမှာဂျားလူနောက်ချက်လေးတွေဝင်လာနိုင်တယ်ပေါ့เนาะချစ်သူနူကြတဲ့မှာဂျားလူနောက်ချက်လေးတွေဝင်လာနိုင်တယ်တစ္ဆာရှိရှိလက်တွဲပါเนาะအခြေဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမင်းမျိုးလေးထားတဲ့ပြဿနာလေးတွေတက်မယ်เนาะအဲ့တော့မျိုးချစ်သူထဲမှာလက်ဆောင်ပစ္စည်းရတာမျိုးတွေဂျုံတွဲရမယ်เนาะအဲ့တော့အခြေကတော့ချစ်သူရေးစားမရှိတဲ့သူတွေကဆန်းပွင့်နေတယ်ချစ်သူရနိုင်တယ်ချစ်သူရေးစားရှိနေတဲ့သူတွေကတော့ဒါဂျားလူနောက်ချက်လေးတွေပေါ်လာပြီးတော့ကရောက်ကစား တွေဖြစ်နိုင်တယ်မနော်အဲ့လိုမျိုးအဲ့တော့အဓိကတော့သစ္စာရှိရှိလက်တွဲနိုင်တဲ့အခြေအပိုင်းလေးတွေအေချမ်းမယ်အဲမေတ္တာစီမေတ္တာမဲနဲ့ချစ်နေတဲ့သူလေးတွေကတော့အေချမ်းမယ်မေသဘောမောင်သဘောနဲ့တာယာကျင်နူးဖွယ်အချိန်လေးတွေဖြတ်တန်းရမယ်ပေါ့နော်ပြီးတော့နှူးဘဝရှင်ရေးအတွက်ပေါ့နော်တိုင်ပင်နှိမ့်နှောရတဲ့အချိန်ကာလလေးတွေလည်းရောက်ရှိတတ်ပါတယ်တဲ့အဲ့တော့ကိုနှစ်ယောက်သားရဲ့ဘဝရှင်မှာငါတို့ရဲ့အရှိဘဝရှင်မှာဘလိုမျိုးလေးတွေပေါ့နော်ဖြတ်တန်းမယ်ရှစ်ဆက်ဘလိုလေးတွေရှောက်လန်းမယ်အနာဂတ်မှာဘလိုလေးတွေဆိုပြီးတော့ပြောဆိုတိုင်ပင်ရတဲ့အချိန်လေးတွေလည်းဒါကြုံတွေ့ရတတ်ပါတယ်နော်အဲ့တော့ဒီတစ်ပတ်အတွင်းမှာဆိုရင်တောက်ကြ သားသမီးတွေကတော့ဒါမေတ္တာရေးခံနာလေးတွေကတော့အဆင်ပြေနိုင်တယ်ဒါပေမဲ့ဂျားလိုနောက်ရှက်လေးတွေဝင်လာတက်တဲ့အတွက်ထိုအရာလေးတွေသတိထားပြီးရှောင်မယ်ဆိုရင်တော့အေးချင်ချင်ဖြစ်လာနိုင်တယ်အဲ့တော့အချင်းရေးကန်တာဆန်းပွင့်တဲ့အနေထားလေးတွေမှာရှိပါတယ်နော်အဲ့တော့အဆင်ပြေခြင်းနဲ့ကန်ကောင်းခြင်းနဲ့ဆိုရင်တော့နှင်းစီအနီအောင်ဆန်ပွင့်ကိုပွင့်ဖက်လေးတွေချွေးပြီးဖျားဆင်းတို့တော့အမှပန်းမွေရာခင်ပြီးဆူတောင်းလိုက်နော်ဖျားဆင်းတို့အမှနှင်းစီအနီအောင်လေးဆယ်ပွင့်အပွင့်ဖက်လေးတွေချွေးလိုက်ချွေးပြီးတော့ပန်းမွေရာလေးဖျားဆင်းတို့အမှပန်းမွေရာလေးခင်းပြီးတော့ဖျားလေးဖျားရဲ့ င်တူတော်လေးပဲဖြစ်ဖြစ်ဖျားပေါ့နော်ဒီဒီပုံတော်လေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ပန်းမွေးရပေါ်လေးတင်ပြီးတော့ကိုးကွယ်လိုက်ပါဆူတောင်းလိုက်ပါပေါ့နော်ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါတော့ဒါဒုတိယနေသားလေးပေါ့နော်အခြေကံကြမ္မာမှာတောက်ကြသားသမီးတွေပါနောက်ထပ်ကတော့ဘယ်နေသားလေးတွေရတော့ဒီတစ်ပတ်တွင်းမှာအခြေမြစ်တိုင်းခန္ဓာလေးတွေပေါ့နော်အပြောင်းလဲတွေဖြစ်မလဲကံသရာဆိုးကောင်းလေးတွေပေါ်လာမလဲဆိုတာကိုတတိယနေသားလေးကိုဆရာမပြောပြပေးတော့မှာဖြစ်ပါတယ် က်မှာတတိယနေသားလေးကတော့ဒီတစ်ပတ်မှာတင်းနာသားသမီးတွေပေါ်ပါတယ်เนาะတင်းနာသားသမီးတွေဒါမြစ်တာရေးเนาะကန်ဇာတာကတ်လေးပေါ့ဘလို့ပြောင်းလဲနေဖြစ်မလဲဆိုတာလေးကိုပြပြပေးပါမယ်ဒီကန်လေးမှာပေါ်လာတဲ့အကြောင်းအရာလေးကတော့မြစ်တာရေးခန္ဓာလေးမှာပေါ့เนาะတယောက်နဲ့တယောက်ကတော့ဟောအဆင်ပြေတာကြီးလည်းရှိတယ်မပြေတာလေးလည်းရှိရဲ့ဘာမဟုတ်တဲ့ပြဿနာလေးတွေနဲ့ကရောက်ကစားဖြစ်တာမျိုးစိတ်ဆိုးစိတ်ကောက်တာမျိုးတွေရှိတယ်เนาะတခါလေးသမွင်တုံမှုတွေစိတ်မချမှုတွေအများနေတယ်เนาะအဲ့တော့ကောင်မလေးကเนาะဟိုဒီကတော့စိတ်နစ်ထားတဲ့သူတော့ပိုပင်မဲနေပေါ့เนาะကောင်လေးကကောင်မလေးပေါ်မှာစိတ် ထားသလောက်အကောင်မလေးအကောင်လေးပေါ်မှာစိတ်ညစ်ထားသလောက်စိတ်ညစ်ထားတဲ့သူကပိုပင်မဲနာမျိုးတဝင်းတို့မှုတွေတန်တရားပွားစရာလေးတွေပေါ်မှုကြောင့်နဲ့အခြေပြဿနာလေးတွေတက်တယ်ပေါ့နော်။ဘာမှမဟုတ်တဲ့ပြဿနာလေးတွေကတော့ကစားဖြစ်တာမျိုးတွေရှိတယ်။နော်ချစ်သူထမ်းမှလက်ဆောင်ပစ္စည်းရတာမျိုးလေးတွေဂျုံရမယ်ချစ်သူကိုပြန်ပြီးချော့ရတာမျိုးလေးတွေပေါ့နော်။လက်ဆောင်ပေးရတာမျိုးတွေဂျုံတွေ့ရတတ်တယ်။အဲ့တော့ချစ်သူနူးပေါ့နော်နူးမှဂျားလူလေးတွေဖြန့်ပြေးပေးမှုကြောင့်ပြန်ပြီးအဆင်ပြေသွားနိုင်ပါတယ်။ကြီးကြီးမားမားပြဿနာမရှိဘူးဆက်သွယ်ပြက်နေတဲ့အရာလေးတွေပြန်ပြီးတော့ပြေတာမျိုးနော်အဆင်ပြေဖြစ်နေတဲ့အရာလေးတွေပြန်ပြီးတော့အဆင်ပြေ ြေတာမျိုးတွေရှိမဲပေါ့နော်အရဝေးစစ်သူထံမှပေါ့နော်တရင်ကောင်းတွေကြားတာမျိုးတွေဂျုံတွေ့ရမယ်ငယ်သူလေးတွေအချင်းစမ်းပွင့်ပါတယ်နော်ရွေးချယ်ခက်ခဲတာမျိုးစမ်းပွင့်တာမျိုးတွေဂျုံတွေ့ရမယ်တဲ့ငယ်သူလေးတွေပေါ့နော်တကယ်လို့ချစ်သူရေးစားမရှိဘူးဆိုကိုကိုစိတ်ဝင်စားနေတဲ့သူတွေတရားမကနှစ်ယောက်ပေါ်လာပြီးတော့ဟိုဘသူ့ကိုရွေးချယ်မှမသိဘဲနဲ့အဆုံးပြတ်ခက်တာမျိုးလေးတွေဂျုံတွေ့ရတဲ့တဲ့နော်နောက်ငယ်သူလေးတွေအတွက်အချင်းကန်တာကတော့ဒါအဆိုးကောင်းတွန်တွဲနေတဲ့အနေထားရှိရဲပေါ့နော်အဲ့တော့အစဉ်ပြေဖို့အတွက်ဖျားမှာပေါ့နော်ငွေပန်းလေးတွေကတ်လူပေးပါကြာစံကြော်လေးတစ်ပွဲကတ်လူပြီး ော့ချင်းရဲကံကောင်းမှုစုတောင်းခြင်းဖြင့်ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်။ဒါကတော့ဒီတစ်ပတ်အတွင်းမှာချင်းရဲကံစရာပြောင်းလဲဖြစ်မဲ့နေသားလေးတွေကိုပေါ်လာတဲ့ကံကြမ္မာကံလေးတွေတန်းခေါ်ကြပေးသွားတာဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်တစ်ပတ်တွင်မှာလည်းဘလူနေသားလေးတွေကချင်းရဲကံကြမ္မာပြောင်းလဲတွေဖြစ်မယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုလို့ရပါတယ်။ဆင်မတို့ရဲ့ဒီ Tissue ခွန်က YouTube Channel လေးကိုလည်း Like နဲ့ Share လေးတစ်ချက်ပြုလုပ်ပေးပါနော်။အဲ့တော့ခနေသားမင်းများအားလုံးအဆစအရအဆင်ပြေမှုရှိကြပါစေ။အချင်းမေတ္တာရေးမှာလည်းအေးအေးချမ်းချမ်းရှိကြပါစေ။မိမိပေါ်မေတ္တာရှင်မေတ္တာမင်းနဲ့ချစ်တဲ့သူတွေ့ပြီးအေးချမ်းသာရတဲ့ဘဝလမ်း တ်ထီကိုရှောင်းနှမ်းနိုင်ကြပါစေလို့ဆီယမတ်ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။